အားလုံးပဲမင်္ဂလာပါကျွန်တော်အဝေးတင်နေအောင်ဆင်းထွက်တာကိုကြားလိုက်ပါတယ်ခင်ဗျာအဲ့တော့တော်တော်များများလေးဒီနေ့အကြိုင်များရေလို့ကြားရခင်ဗျာအဲ့တော့လဲစိတ်တော်မကောင်းဒါမဲ့တချို့ကကြတော့လဲဒါပေါ်ပေါ်တည်တည်နေတဲ့သူတွေပါပဲဗောနော်အဝေးတင်ဆာမီဝဲရီကတချို့ဆရာဆရာမတွေကတော့ဒါဆယ်ဖို့အကောင်းဆုံးတော့စူးစမ်းကြမှာပဲဒါမဲ့လဲလုံးဝဆယ်လို့မရတဲ့အနေအထားမျိုးမှာဆိုရင်တော့ ကျသွားတာမျိုးတော့ဖြစ်နိုင်တာပေါ့နော်အဲ့တော့အဝေးတင်နေအတွက်လည်းကျွန်တော်စိတ်မကောင်းတော့ခွာအဝေးတင်နေက day တက်ကိုပို့ပြီးတော့ကြိုးစားရတယ်ခင်ဗျာအဲ့ဒါတော့သိပါတယ်ဘာလို့လဲဆိုတော့သူကတလအတွင်းဒီစားရေအကုန်လုံးကျရတာဖြစ်တဲ့အတွက်တချို့နေရာတွေမှာတော့အခက်ခဲဖြစ်နေရလို့လည်းကျွန်တော်နားလေအဲ့အတွက်လည်းကျွန်တော်ရည်ရွယ်ပြီးတော့နောက်နှစ်တည်ရဲ့လောက်ကိုတော့ကျွန်တော်ပထမနှစ်အဝေးတင်သမားတွေအတွက်ပြင်းပြမာစားအတွက်ကိုကျွန်တော်တက်နိုင်သလောက်လေး ကျွန်တော်ပညာဌာနလေးလုပ်ပေးဖို့လည်းရှိပါတယ်ကျွန်တော်ကြီတွဲတွေအတွက်လည်းမြန်မာစာသင်ယူတွေနဲ့ကျွန်တော်အဲဒီကြောင့်မလုပ်ပေးဖြစ်သေးလို့ပါဆိုတော့အခုလောဆယ်အောင်ပြီးသွားတဲ့သူတွေရဲ့မှာဆိုရင်တော့အကုန်လုံးစရုပ်ထားနှစ်မှာပေါ့နော်စရုပ်ထားနှစ်မှာစတာပါတဲ့သူတွေကတော့သူက qualifying dan ပေါ့ qualifying ကကြတော့သူကမဟာအကြီးချင်းစစ်မဟာဟိုတက်ရောက်နိုင်ပါတယ်ဆိုတော့ဝင်ကွင်းအတွက်ကိုတက်ရောက်လို့ရတဲ့သူတွေပေါ့နော် အဲ့ qualifying သမားတွေကကျတော့သူအဝေးတင်မဟုတ်တော့ဘူးသူက day ပြန်တက်ရမှာဖြစ်ပါတယ်အ day ပြန်တက်ရပြီးတော့သူကကျ H3 တန်းနေပေါ့ဂုံလူတန်းအတတိယနေ့ဂုံလူတန်းသမားတွေနဲ့အတူတူသူကအတူတူသင်သင်ပြီးသွားတော့မှသူကမဟာရဲအောင်နောက်ထပ်နှစ်တက်တက်ရမယ်အဲ့ဆိုသူကအဲ့တနည်းထပ်တက်ပြီးသွားရင်သူက BA ဆိုရင် BA qualifying BSc ဆိုရင် BSc qualifying ဖွဲ့ရမယ်ဖွဲ့ရပြီးရင်သူက master ကိုတက်မယ်မဟာကိုတက်ပြီးရင်အာတကယ်လို့ဝိဇ္ဇာဆိုရင် MA ရမယ်တကယ်လို့သိပ္ပံဆိုရင် MSc ရမယ်ပေါ့နော် ော့ဒီညမှာကိုကိုဟိုတနေ့ကလာပြောထားဝေးတင်မှာစတာပါပဲပေါ့တက်ရောက်သူတက်တင်လာမတက်တင်လာဆိုလာပြောကျွန်တော်ကတော့အဲပွဲကတော့တော်ရိုးရိုးပွဲဆိုရင်တော့အဝေးတင်ပွဲကတော့ UOP BSC ပဲရမယ်ဒါပေမဲ့လေကိုက qualify တနည်းကိုတက်ရောက်လိုက်မယ်ဆိုရင်အာ BA qualify ပေါ့နောက်မှာတော့ကွင်းစာကွင်းပိတ်လေးနဲ့ပွဲလေးကတော့နည်းနည်းပိုရှည်လာမယ်ပေါ့နော်ပိုရှည်လာမယ်ဆိုရင်မဲ့တချို့ဆိုတော့လေ qualify ပွဲပဲယူပြီးတော့ မာစတာကိုမတက်တော့အောင်မျိုးလဲကိုတွေ့ဦးတယ်ခင်ဗျာဆိုတော့ကျတော့အအဝေးတင်သမားတွေမှာကငါသွားဖြစ်အောင်လှုပ်လှုပ်နေကြတဲ့သူတွေဖြစ်တယ်အဝေးတင်သမားတွေကောင်ကသူတို့ကောင်ကမအားမလဲကြဘူးသူတို့ငွေရှာကြတယ်ငွေရှာရင်းနဲ့ကြောင်းတက်ကြတဲ့သူတွေအများစုကဖြစ်တယ်ဆိုတော့ကျတော့ဒီမှာဆိုရင်ဒေးသမားတွေနဲ့ဘာကွာသွားလဲဆိုတော့ဒေးသမားတွေထက်ကိုအအစာရေပိုကြပြီးတော့ငွေတွေပိုကုန်တယ်ပေါ့ဒေးသမားတွေငွေကုန်တာကတော့မသိတာဘူးသူဝေးတင်သမားတွေကျတော့ကျူရှင်ငါးတွေရှိတယ် သူတို့ရဲ့တချို့အဝေးရသူတွေဆို ferry နေ ferry ငါးကားတွေရှိမယ်အဆောင်ငါးကားတွေရှိမယ်အဲဒီနဲ့ဆိုအဝေးတင်သမားတွေကပတ်စံနေပို့ကုန်ကြရမျိုးရှိပါတယ်အဲဒီခန်းစားချက်တွေလည်းကိုယ်နားလဲပါတယ်ခန်းစားပေးလို့လည်းရပါတယ်ခင်ဗျာဆိုတော့အဲ့တော့ဒီလိုမျိုးတစ်နှစ်တစ်နှစ်ကိုပတ်စံနေအများကြီးတချီရဲ့ဟိုဒရိတ်သေးကြီးကုန် assignment ဘိုးတွေပလာတွေတွင်းရညာတွင်းရအဲ့လိုကုန်ပြီးမှကြာသွားရဲဆိုရင်လည်းဒါအချိန်ရောငွေရောကုန်တာဖြစ်တဲ့တဲ့သူဝေးတင်သမားတွေနေလဲယူဆုံးမရဖြစ်မှာအောင်နားလေဒါမှမဟုတ်အောင်သွားတဲ့သူတွေအတွက်ကြတော့လဲအခုနပြောတဲ့လိုမျိုးပေါ့ qualifying down ထပ်တက်မယ်ဆိုရင်တော့အာငွေကုန်ကြေးကြတော့ထပ်များမယ်ပေါ့နော်စာရင်းနေဆိုရှိသေးရခင်ဗျာစာရင်းနေတင်ရမှာမျိုးတွေရှိမယ်ပြီးတော့ data နေမယ်ဆိုရင်ဒီလိုကိုကအဝေးကနေတက်ရမယ်ဆိုအဆောင်နေပိုင်းနေရမယ်အဲ့ကုန်ချစိတ်တွေရှိမယ်အကုန်ကဘယ်လိုအကြံပေးချင်တာလဲဆိုတော့တကယ်လို့အာ master ဘွဲ့ကိုတော့လိုဖို့လိုချင်နေဆိုရင်တော့အဲ့ star ပါတယ်ဆိုတက်တာတက်ပါ မာစာဘွဲကိုလိုချင်တယ်ဒါမှမဟုတ်ဝင်းကြီးဌာနတစ်ခုမှာအလုပ်လုပ်ချင်တယ်ဒါမှမဟုတ်ရင်ကိုကဒီပညာရက်ဆိုင်ရာကိုရဲ့ပညာရက်ဆိုင်ရာနဲ့အလုပ်ပြန်လုပ်မယ်ဥမာဆိုဘူမိပေရဆိုနေဘွဲရမယ်ဆိုတော့ဘူမိပေရလမ်းကြောင်းပြန်ရှောက်မယ်အဲဇူးနဲ့ဘွေရရဲ့သူရယ်လဲဇူးလမ်းကြောင်းပြန်ရှောက်မယ်မြန်မာစာနဲ့ဘွေရရဲ့သူရယ်လဲကိုကမြန်မာစာတင်ချိုင်းဆရာကြီးပြန်လုပ်မယ်ဆိုရင်တော့အဲ့ဘွေတွေကလူကိုလိုအပ်ပါတယ်မဟာရန်ကိုအကုန်တက်ဖို့အကြံပေးပါတယ် ဒါပေမဲ့တက်မယ်ဆိုရင်လည်းခုနပြောလို့မဟာဆိုရင်လည်းမဟာအလျောက်ပတ်စံကတော်တော်ကုန်ပါပါအဲ့ဒီတော့ကူလည်းစိတ်ကိုပြင်ဆင်ထားပါစာရီကလည်းအများကြီးအများကြီးကိုလောက်အောင်မှာဖြစ်ပါတယ်အဲပတ်စံကြီးကလည်းအများကြီးအများကြီးကုန်မှာဖြစ်ပါတယ်ခင်ဗျမဟာကစာရန်ကြီးဖြစ်မယ်တဲ့တော်တော်ဟိုအလုပ်တွေနည်းနည်းရှုပ်တဲ့အမျိုးတင်ရမယ်အဲ့တော့ ်ပညာရေးလမ်းကြောင်းနဲ့လုပ်မယ်ဂျူတာလည်းဒါမှမဟုတ်အပြင်မှာပညာရေးလမ်းကြောင်းနဲ့လုပ်တာဖြစ်ရဒါမှမဟုတ်အစိုးရစီမှာဂျူတာပြန်လုပ်တာဖြစ်ဖြစ်တက္ကသိုလ်ဆရာဆရာမှာပြန်လုပ်မယ်အဲနောက်တနေရာမှာကျတော့ဝန်ကြီးဌာနတစ်ခုမှာလုပ်လို့မယ်ဆိုဒီမဟာဘွဲ့ရဲ့လိုဂိုလိုပါတယ်ခင်ဗျာ ဝန်ကြီးဌာနရဲ့ခေါ်လာခြင်းအတူတူမှာရိုးရိုးပွဲနဲ့မဟာပွဲဆိုပြီးတော့ခွဲခြားခေါ်ရမျိုးရှိတယ်။တချို့နေရာတွေမှာတော့တို့ Master B အကြောင်းပေါ့ MA ဒါမှမဟုတ် MSc အဲ့လိုပွဲတွေနဲ့ခေါ်ရမျိုးရှိရဲ့။အဲ့လိုလိုတယ်။ဒါမှမဟုတ်ရင်အဲ့ဒီတစ်ခုမှမဟုတ်ဘူးကိုယ်ပဲမဟာဘူးလိုချင်တယ်ဆိုရင်တော့တက်ပါ။ငွေကုန်ကြေးကြလည်းများမယ်အချိန်လည်းကုန်မယ်ငွေလည်းကုန်မယ်။အဲ့တစ်ခုတော့အဲလောက်တာပါ။ဒါပေမဲ့ပွဲရတော့သူများထက်ကိုအမြန်အမြန်မြင်တဲ့ပွဲကိုရမှာဖြစ်ပါတယ်။ဒါမှမဟုတ်ပဲကိုကအခုအဝေးတင်ဆိုရတဲ့သဘောကအပြင်မှာအလုပ်လုပ်ပြီးတော့တက်ကြတဲ့သူတွေကြီးပဲလေ။အဲ့တော့အပြင်မှာကိုက အလုပ်တစ်ခုမှာကိုကနေရာတစ်ခုရနေပြီဟိုမှာ supervisor တွေဖြစ်နေပြီအာကိုကတော့ manager လောက်ဖြစ်နေပြီအဲ့လိုလူမျိုးတွေကိုကဒီ career ကိုလည်းမရှာဘူးဆိုရင်တော့တက်မနေနဲ့တော့ဒီတိုင်းဘွဲယူရှုံတော့ပဲယူပါပါဆိုဘွဲရလည်းအလုပ်မှာယာယူတိုးတဲ့အချိန်တိုင်းစကားပြောရလေအဲ့တော့ကြအဲ့လိုသူမျိုးတွေဆိုရင်တော့အာကိုကရိုးရိုးပွဲနဲ့ပဲအဆုံးတက်လိုက်ဖို့အချိန်ပေးပါတယ်။ဘာလို့ဆိုတော့အချိန်ရန်ကုန်တယ်။ဒီနေ့တက်ရမှာပေါ့။အာအဲ့တော့ အဲ့လိုမျိုးမျိုးဆိုရင်တော့အကုံကမတက်ဖို့အတွက်အကြံပေးပါတယ်ခင်ဗျာမတက်ပါနဲ့အဲဒီနေ့အားလေးလာပြောတာပါဝေဒင်သမားနဲ့နောက်တစ်ခုကကျတော့အခုတတိယနှစ်သမားကြီးလေတကယ်လို့ဆုတ်ထားနှစ်မှာကိုကတော့ကျူတာတွေပါပြန်လုပ်ချင်တယ်ဆို qualify ဝင်အောင်စူးစမ်းပေါ့ qualify ဝင်ရင်တော့ qualifying နဲ့ထပ်ပြီးတော့မဟာတွေပါပြန် တက်လို့ရမှာဖြစ်ပါတယ်ခင်ဗျာအဲ့တော့အဲ့ဒါကြီးလဲစက်ကြိုးစားကြပါအခုတတိယနေ့သမားကြီးလဲစက်ကြိုးစားပါနောက်ခုအဝေးတင်သမားကြီးနေခုနကိုယ်ပြောခဲ့သလိုပဲပတ်စံကြီးအများကြီးအများကြီးတချီတစီဆိုတွင်းရတဲ့အကိုကိုင်ရှာလို့ကိုပိုက်စံဆိုလဲတကယ်နှမျိုးစရာကောင်းနေကိုမိပါပိုက်စံဆိုလဲတော်တော်နှမျိုးစရာကောင်းနေတနေ့ကိုတဒန်းလေးတော့ပုံမှန်အောင်လုပ်ကြပါနည်းနည်းလေးစူးစမ်းရင်ကိုရပါပြီလေအများကြီးစူးစမ်းစရာမလိုတာတချို့နေရာဆို၃၄ပုတ်လောက်ပဲအဲ့ချက်တာမျိုးရှိရပါတော့အဲတခုကတော့ပထမနှစ်တည်နေလေမြန်မာစာကိုအာ ုညီအတွက်လည်းကိုနောက်နှစ်ထဲတော့ကိုလုတ်ပြီးနိုင်အောင်ကြိုးစားပါမယ်။ခြေတော်ရည်အတွက်လည်းကိုတိတ်မကြိုင်ရင်သုံးလပိုင်းနေရသူတို့စက်မွဲဖြေရတာမှာဆိုတော့သူတို့အတွက်မြန်မာစားလည်းအရင်ရည်ကြီးနေဆိုတော့ကိုအဲ့ဒီအတွက်လည်းလုံမန်းနေလို့ခုလောမအားတာနဲ့ဘာမှလုံမပေးဖြစ်တာဖြစ်ပါတယ်ခင်ဗျာ။အဲ့တော့အကုန်ပြောချင်တာကတော့အဝေးတင်သမားတွေကပိုးကြိုးစားပါတော့။အခုမှဆယ်ရက်နေအောင်ပြီးဒေးတက်မယ်ဆိုလဲခြေတော်ရည်ဆိုလဲစားရည်ကြိုးစားကြပါဘာလို့ဆိုတော့ အထူးကျွန်တက္ကသိုလ်ကြီးရရင်တော့ရိုးတက္ကသိုလ်တက္ကသိုလ်တက္ကသိုလ်မှာပို့ပြီးတော့အခွင့်အလမ်းတွေများတယ်ကိုုံတို့ဆိုရင်ကိုုံတို့ចောင်းမှာဆိုရင်ကိုုံဆိုအတနေ့တနေ့ကိုအចောင်းလာက9000ပဲကုန်တယ်အဲ့ဒါ PC တနေ့လုံးစား PC ရတာကိုုံကထမင်းကြိုင်မထုတ်ဘူးထမင်းကြိုင်မထုတ်တော့ကိုုံကန်တီမှာဝယ်စားလို့အဲ့ပိုက်ဆံမှကုန်တာပေါ့နော်တချို့ထမင်းကြိုင်ထုတ်ရင်တော့တပြားမှကုန်မှာမဟုတ်ဘူးအဲ့အဲ့လိုခွင့်အလမ်းကြီးတော့ကွာတယ်ကိုုံတို့ចောင်းမှာကျူရှင်လည်းမရှိဘူးလေကျူရှင်တက်စရာမလိုကျူရှင်လည်းမရှိဘူးကိုစားကိုပဲလုပ်ရတယ်အဲ project တွေလုပ်ရတယ်ဒါပဲကိုုံတို့ကတနေ့လုံးမှာ9000ပဲကုန်တယ်အဲ့ဒါကြောင့် အကြောင်းတရားရခြင်းအတူတူမှာတချို့ဆိုရင်တခြားတက္ကသိုလ်တွေမှာဆိုရင် data နေရာတော့မှာကျူရှင်ပြန်ယူရမျိုးရှိအကုန်လုံးကြောင့်မလို့မရှိဘူးကျူရှင်လည်းတက်ဆရာမလို့ကိုစားကိုလောက်ပြီးတော့တနေ့တန်းပုံမှန်အောင်နဲ့ပုံမှန်ကုန်လူတွေထွက်တယ်ခင်ဗျအဲကြောင့်မို့အထူးကျုံတက္ကသိုလ်နဲ့ယူတက္ကသိုလ်ဆိုတာလည်းကွာသေးရခင်ဗျအဲကြောင့်မို့ကြည့်တဲ့အနေနဲ့လည်းအစာရေးစူးစမ်းပြီးတော့အမတ်တွေများအောင်လုပ်ပြီးထူးချွန်တက္ကသိုလ်ကြီးလာပါကိုမိပါလည်းပတ်စံအကုန်ကြိုက်နေရပါဘောအကုန်မကုန်ဘူးပေါ့ကွာအဲ့ဒါလေးပြောချင်တာပါကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာ